ကျူးကိုချစ်ကြတဲ့ပြည်သက်တွေထဲဝင်ကြတဲ့နာယေးကူငွေ53သိန်း8400ကျပ်ကိုသူရဲ့မိခင်ကြီးစီကိုတွားရောက်အနှံခဲ့တဲ့အိန္ဒြာမိုးမြင်မင်္ဂလာပါပြည်သက်ကြီးရေကလေးတယောက်ဆောင်ဘွားကလေးကသူနဲ့အတူတူအမှုပညာလမ်းကြောင်းဘုတ်ကိုရှောက်လန်းလာခဲ့တဲ့အိန္ဒြာမိုးမြင်ကတော့အခုလိုအရွယ်ရောက်လာတဲ့အချိန်မှလည်းစကားတချို့မှာပါဝင်ရိုက်ကူးနေသလိုကြော်ညာတွေကိုလည်းလက်ခံရိုက်ကူးပေးနေတဲ့ပြည်သက်လက်ခံပြီးသားတယောက်ဆောင်တအူးဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ရေမတော်တဆမှုကြောင့်တည်ဆုံသွားခဲ့ရတဲ့တည်ဥဆောင်ထူနယ်ပတ်သက်ပြီးငယ်စဉ်ကလေးဘဝကလေးကရှိခဲ့တဲ့တန်ရုံးစင်ကြောင့်အိန္ဒြာမိုးမြင့်တယောက်အတော်လေးကိုခန်းစားခဲ့ရတာလည်းဖြစ်ပါတယ်။အိန္ဒြာမိုးမြင့်ဟာထူနယ်အတူကလေးဘဝကလေးကတည်ဥဆောင်လုပ်ခဲ့သူမို့တန်ရုံးစင်ကြီးလွန်ခဲ့သူဖြစ်ပြီးထူကိုအကိုတယောက်လိုချစ်ခင်ခဲ့သလိုအိန္ဒြာမိုးမြင့်ရဲ့မိဘတွေကလည်းထူအပေါ်မှာတအားရင်တူအရင်လိုထိမ့်သိမ်းဆောက်ရှောက်လာခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လေရုတ်တရက်ဆိုသလိုလူလောကကြီးကနေ ထွက်ခွာသွားခဲ့ရတဲ့တရုတ်ဆောင်ထူးခေါ်ဖိုးညံအတွက်အင်ရောမူမြင့်တို့မိသားစုကယင်းနှစ်အမြခန်းစားခဲ့ကြရတာလေးဖြစ်ပါတယ်။အခုဆိုရင်တော့တရုတ်ဆောင်ထူးကွယ်လွန်ခဲ့တာ6ရက်မြောက်ရှိသွားခဲ့ပြီဖြစ်ပြီးထူးရဲ့ဝိညာဉ်လေးလွမြောက်ရာကိုရောက်ရှိစေဖို့အတွက်ကျေးဇူးတူမိသားစုတွေကလည်းစွန့်သွေရွှေချတရားတော်နာပြုလုပ်ပြီးကောင်းရမွေးရဘဝကိုရောက်ရှိစေဖို့အတွက်ရည်စက်သွင်းချအမြပေးဝေနိုင်ခဲ့ပြီပဲဖြစ်ပါတယ် ။အင်္ဂလိပ်မှာဆိုရင်တော့သူရဲ့အနာရေးအတွက်သူကိုချစ်ကြတဲ့ပရိသတ်တွေနဲ့အင်ဒရာမွန်မြင့်ရဲ့ fan တွေကစူပေါင်းပြီးတော့နာရေးကူငွေထည့်ဝင်ခဲ့တဲ့ငွေကျပ်43,8400ကျပ်ကိုအင်ဒရာမွန်မြင့်ကသူရဲ့မိခင်ဂျီစီကိုသွားရောက်အနှံခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်သူဟာ MRTB4 ရုပ်သံဇလံတွဲဖြစ်တဲ့အဖြူရောင်တက်ကလေးရုပ်သံဇလံတွဲနဲ့လူတီများခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ပါဝင်တရုတ်ဆောင်ဝင်ရရှိနေပြီးတော့ အောင်မြင်ဆုံးအချိန်လို့ပြောရမှာလည်းဖြစ်ပါတယ်။ဒီလိုအချိန်မျိုးမှာမှကွဲလွန်သွားခဲ့ရတဲ့အတွက်သူရဲ့မိခင်ကြီးကတော့ရင်နာမဆုံးဖြစ်နေခဲ့တာဖြစ်ပြီးသားကိုအားပေးကြတဲ့ပရိသတ်တွေဘလောက်များလဲဆိုတာသားရဲ့နာရီမှာတီးခွင်ရတဲ့အတွက်ပို့ပြီးတော့ရင်နာရတယ်လို့ပြောလာခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့နာရီကူငွေအနည်းနဲ့လေငွေကျပ်43သိန်းကျော်ရရှိခဲ့တဲ့အတွက်သူ့ကိုချစ်ကြတဲ့ပရိသတ်တွေဘလောက်တောင်များလဲဆိုတာပုံမှန်တီးခွင်ရပြီးတော့ သူရဲ့မိခင်ကြီးလည်းမိဘအပေါ်တာဝန်ကျပြီးတည်တက်လွန်းနေတားလိမ်မလေးအတွက်ပုံမနှမျောတတအဖြစ်ရင်းနေဝမ်းနေကြေခွဲနေလိမ့်မယ်လို့လည်းထင်ပါတယ်သူတယောက်လည်းပြည်သက်တွေကပေးပို့တဲ့မြစ်တာကျန်ရင်သူမိသားစုရဲ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိခဲ့ပြီးတော့ကောင်းရမွန်ရာဘဝကိုရောက်ရှိပါစေလို့လည်းဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်